ောက်စုဖွဲ့အနိုင်ကျင့်ပြီးတော့ပ ਾਇ ရိုက်ခဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးနင်းလာသူចောင်းသူကသူမဟုတ်တာလို့လို့အခုလိုပ ਾਇ ရိုက်ခံရတာဆိုပြီးကျူးလွန်သူចောင်းသူတွေဘက်ကမတောင်းမှန်တဲ့အပြင်ဆိုရှယ်မီဒီယာကနေတဆင့်အဆက်ခွဲတဲ့ post တွေကိုပါတင်လာခဲ့ပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးပားရိုက်ခံရသူနိနာသူចောင်းသူလေးဟာကိုထူးလက်ရောက်ကျူးလွန်ခဲ့သူចောင်းသူတွေရဲ့ဓာတ်ပုံတွေနဲ့စာတွေကို Photoshop နဲ့ပြုပြင်ပြီးလူမှုကွန်ရက်ပေါ်မှာတင်ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပားရိုက်စပင်ဆွဲပြီးတော့ဆုံးမခဲ့တဲ့အပြင်သူတို့ရဲ့ရှေ့မှာဒူးထောက်ပြီးတော့ပြန်လည်တောင်းပန်ခိုင်းခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ကျူးလွန်သူမိန်ကလေးတွေကသူတို့ဘက်ကမှားတာမဟုတ်ပဲသူတို့ရဲ့ဓာတ်ပုံတွေကိုဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့တာကြောင့်အဆိုပါကျောင်းသူကိုမှတ်လောက်အောင်ပညာပေးခဲ့တာဖြစ်တယ်လို့လည်းဆိုလာခဲ့ပါတယ်။ဒါပေမဲ့အဆိုပါကိစ္စနဲ့ပတ်သက်ပြီးနင်နာသူကျောင်းသူဘက်ကပြန်လည်တရားစွဲဆိုသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။နင်နာသူမိန်ကလေးအားမဟုတ်ဘဲနဲ့ဆွဆွဲပြီး post တင်ထားသူတွေပြန်မဖြတ်ပါက66ကားကြီးဖြင့်တရားစွဲမည်။ ကျူးလွန်ခံရသူကလေးမလေးကကျူးလွန်တဲ့ဘက်ကို Photoshop နဲ့ပုံတင်စာတင်နေဆိုတော့နင်နာသူကလေးမလေးတင်တာမဟုတ်ပါဘူး။ចောင်းချိန်ပြင်းပါမှာတခြားចောင်းကသူ့တငယ်ချင်းကသူ့ဖုန်းကိုယူပြီးတော့တင်လိုက်တာပါ။အဲ့ဒီအတွက်လေတင်လိုက်တဲ့ចောင်းသူလေးကအတင်ခံရတဲ့ចောင်းသူတွေကိုရှင်ခိုးတောင်းပန်ပြီးသလိုသူ့အမေကိုယ်တိုင်ကလည်းတောင်းပန်ပြီးပါပြီ။ဒါတော့မှကျူးလွန်သူအဖွဲ့ကသူတို့ရဲ့အကောင့်မှာဗီဒီယိုရိုက်ပြီးတော့တင်ထားပြီးပါပြီ။နင့်နာသူចောင်းသူလေးလောက်တာမဟုတ်ပါ အခုစစ်ဆေးနေကြတဲ့မြောင်မြပညာရေးတာဝန်ရှိသူများလည်းထိုကိစ္စကိုတိကျတိတိကျကျသိစေချင်ပါတယ်။သွားရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။ဒါကိုမသိပဲနင်းနာသူကလေးမကတင်ပါတယ်လို့ပြောပြီးအဲ့ဒီလိုတင်လို့အရှိုက်ခံရတာပါဆိုရင်တင်ထားတဲ့သူတွေကိုအဆိုပါ post ကိုပြန်မဖြတ်ပေးပါကသက်ဆိုင်ရာဆက်သွယ်ရေးဥပဒေပုံမှာ66ကားကြီးနဲ့တရားစွဲပါမယ်။ပြန်ဖြတ်ဖို့အချိန်မီပါသေးတယ်။ ကျူးလွန်တာလည်းခံရသည်သာသမီချင်းကိုချင်းမဆာသူများသာသမီကိုလည်းအာမနာပဲပြောချင်သူများကိုသိစေချင်တာကခမည်းတော်သမီးကအဲ့ဒီလို post တင်လို့အခုလိုအုပ်စုလိုက်ပားရိုက်စော်ကားခံရထိုင်ကြောရဆိုရင်ခြေနဲ့နိုင်မလားဖြေပါ posting ရင်သက်ဆိုင်ရာဥပဒေရှိရလေဥပဒေအတိုင်းဖြည့်ရှင်းလို့ရတယ်မင်းမဲ့အတိုင်းပြီဥပဒေမဲ့အတိုင်းပြီမဟုတ်ဘူး posting လို့ဆိုပြီးတော့မင်းမဲ့ဇယိုက်ဆန်းဆန်းအုပ်စုဖွဲ့အနိုင်ကျင်တာကိုလုပ်လို့မရဘူး ရင်ကျေးတဲ့လူအတိုင်းဝိုင်းမှာနေခြင်းရင်ဥပဒေကို လေးစားလိုက်နာရတယ်။လောကနီတီကိုမှတ်သားနာယူခြင်းသုံးရတယ်။ဒါကလူကျင်ဝက်ပဲ။နောက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေက2024ခုနှစ်17လပိုင်းကလေးကကျူးလွန်သူတွေကိုခံဝန်ထိုးအရေးယူထားတဲ့ဆိုပေမယ့်ပြည်မှုနဲ့ပြည်ထောင်မများတာရင်တရားမျှတမှုမရှိရင်တရားရုံးတော်အယူခံအဆင့်ဆင့်တက်ခွင့်ရှိသေးတာပဲ။ ဒီကိစ္စကလည်းကျူးလွန်ထားတဲ့သူတွေကကြောင်းဆက်တက်ခွင့်ရပြီးနင့်နာသူကကြောင်းဆက်မတက်ရဲလို့ကြောင်းနာနေရတယ်ဆိုတော့လုံးဝမဖြစ်သင့်တဲ့ကိစ္စပါအခုပြန်တင်လိုက်တော့တာဝန်ရှိသူတွေကတော့ရှင်းပြီးသွားပြီဒီကိစ္စဘာလို့ပြန်ရှင်းစရာလိုလို့လဲဆိုပြီးတော့လှုပ်လို့ကောင်းနေတော့မယ် ဒီဖြစ်စဉ်ကိုစားဖြစ်ကလေးကစတင်ပြီးတော့ကုညီဆောင်ရွက်ပေးကြတဲ့တာဝန်ရှိသူများအားလုံးနဲ့အမှန်တရားအတွက်ဝိုင်းဝန်းပေးကြသူအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဗျာဟုဆိုကညနာသူမိန်ကလေးရဲ့မိသားစုဝင်တယောက်ကပြောပြထားတာလည်းဖြစ်ပါတယ်ဒါပေမဲ့အခုချိန်ရက်ထိပြမှုကျူးလွန်ခဲ့သူအပေါင်းသူလေးတွေကလူမှုကွန်ရက်ပေါ်မှာသူတို့ကိုယ်သူတို့မှားတယ်လို့ဝန်မခံတဲ့အပြင်မထင်မဲ့မြင်ပုံစံမျိုးတွေနဲ့ပါပေါ်ပြပြောဆိုတာတွေရှိနေသေးတာလည်းဖြစ်ပါတယ်။ နင်နာသူမိန်ကလေးကတော့ဒီနေ့ဒီချိန်အထိကြောင်းဆက်မတက်ရဲပဲကြောင်းနာထားရတဲ့အခြေအနေမျိုးဖြစ်နေတာကြောင့်အမှန်တရားကိုလိုချင်သူတွေကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးကျူးလွန်သူတွေကိုထိထိရောက်ရောက်အရေးယူပေးဖို့တောင်းဆိုထားတာလည်းဖြစ်ပါတယ်